and exhale over your right knee, twisting. ကျွတ်သားရီပြော့ပြောင်းပြီးလှုပ်ရှားရလွယ်စေဖို့ပြန်လည်ပေါင်းစည်းခြင်းလို့အဓိပ္ပာယ်ရတဲ့ယောဂကျင့်စဉ်ကိုစိတ်ပဝင်စားသူတွေအတွက်အခြေခံကစတင်တင်ကြားပေးမယ့်အစီအစဉ်တစ်ခုရှိနေပါပြီ။ချက်ဒရင်ဟိုတယ်ရဲ့ရေကူးကန်ပေးမှာအပတ်စဉ်စနေတနင်္ဂနွေရောက်တာနဲ့ဂျပန်လူမျိုးတင်နန်းဆီယာမကတင်ကြားလိမ့်ခြင်းပေးသွားမှာဖြစ်ပြီးဟိုတယ်ရဲ့ဝန်ဆောင်မှုတွေလည်းပေးသွားမှာပါ။ ာမန်ပဲ class တစ်ခုအစီအစဉ်လိုက်တာတော့မဟုတ်ဘူးအဲဒီဆရာမအစားလဲမတို့ကယူချဲ့တယ်ဒီဆရာမဆိုလဲအနှစ်ပေါင်းများစွာယူက instructor လူလုပ်ခဲ့တယ်နိုင်ငံသားသားပဲဖြစ်ဖြစ်ပြည်တွင်ကသူပဲဖြစ်ဖြစ်ဟိုနားလည်နိုင်တဲ့သူ language ကိုသုံးပြီးတော့သူသင်ကြားပြသပေးနိုင်တယ်ကိုယ်တိုင်လည်းသူ့ရဲ့သင်ကြားတဲ့ဥစ္စာကိုလိုက်ပြီးလိုက်လုပ်ကြည့်တဲ့အခါမှာဟောပြည်တွင်ကပြပါပါဘောနော်အကုန်လုံးဟောသင်ပြနိုင်မယ်လိုက်ရောညီထွေဖြစ်မယ်လို့အမတို့ယူကြည့်အဲ့ဒါကလည်းဒါက yoga class ဆိုတာနဲ့ မပတ်သက်ပြီးတော့ဆရာမအတိတ်လို့လာတယ်နော်ချက်ချွေမှာဒီလိုလာကစားလိုက်တယ်ဆိုရင် အမားတို့ကအဲအဲ့လိုမျိုးပေါ့ဒီယောဂကပတ်သက်တဲ့အဲဒီကောင်းကျိုးတွေရောနောက်ပြီးတော့ဒီ environment ပေါ့နော်ချက်ထွေရရဲ့အဲဒီ location မှာဒီကောင်းမွန်တဲ့ facility တွေကြောင့်သူတို့ရရှိသွားမယ့်အကျိုးအကျေးဇူးတွေအများကြီးရှိပါတယ်။ယောဂကစားနေကူဝိုင်းရင်သင်္นานဆရာမလည်းဖြစ်တာကြောင့်ဟိုတယ်ရဲ့ဝန်ဆောင်မှုနဲ့အတူယောဂနဲ့ပတ်သက်တဲ့အကျိုးအကျေးဇူးတွေခံစားနိုင်မှု ချက်တူရဟိုတယ်မှာလာရောက်စုံစမ်းကြဖို့လည်းဖိတ်ခေါ်ခဲ့ပါတယ်။ It's not to run by our ယောဂဆိုတာကပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့အတိတ်ပဲ။စိတ်ဝိညာဉ်နဲ့ရုပ်ကိုပြန်လည်ပေါင်းစည်းလိုက်တဲ့ဖြစ်စဉ်မှာယောဂဟာစိတ်ပိုင်းဆိုင်ရာအာဟာရအပြင်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိစ္စအတွက်ပါအာဟာရကောင်းဖြစ်ပါတယ်။စိတ်ပိုင်းရောရုပ်ပိုင်းမှာပါနုပြိုစေတဲ့ဒီကစားနည်းဟာစိတ်လဲတည်ငြိမ်ပြီးတော့စိတ်ဖြည့်ဆည်းမှုတွေရော့ချစေသလို အသားရည်ပြင်ရင်ပြီးအစီပိုတွေလည်းရောက်ကြစေတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့အဖွဲ့ဝင်သင်တန်းစာပြုကိုဒေါ်လာ130သတ်မှတ်ထားပြီးတစ်ခါတလေမှလာကစားမဲ့သူတွေကိုတော့တဦးကိုဒေါ်လာ150သတ်မှတ်ထားပါတယ်။